မရဘူးမရဘူးရှာတယ်ရှာတယ်ကနေပတ်သက်ပြီးတော့အခုတလောမှာအအငင်းပွားတဲ့ကိစ္စလေးပေါ်လာတဲ့ခါကျတော့တချို့ကအအာမခံကိုအဝယ်ခြင်းမို့ဝယ်မယ်ဆိုပြီးစိတ်ဝင်စားနဲ့စဉ်းစားနေတယ်လို့ရှိတယ်။တချို့ကလည်းအဝယ်ထားပြီးသားမှားပြီလားဆိုလဲစိတ်မျိုးဖြစ်တယ်ပေါ့နော်။ဒါကတော့ဖြစ်တတ်ပါတယ်။ဘာဖြစ်လို့လဲဆိုလူတွေကလူတွေရဲ့သဘောကိုကောင်းပြီဆိုရင် ညဝေပေးဖို့အတွက်ရွှဲရင်းလုပ်ဖို့အတွက်ဟိုနည်းနည်းလေးပေါ့နော်စိတ်ထဲမှာစနိုးစနောက်ဖြစ်တတ်တယ်မကောင်းမှုဆိုရင်တော့ဝမ်းပြီးတော့စွန်ကြီးလောင်းကြမှာကတဘာဝပါပဲဟိုကျမရမကန်ဝင်မယ်ငါတို့ဘာအကာဝေးရမှာလဲကျမရမကန်ကတော့သူကဒီဆေးရုံနဲ့ပတ်သက်ရင်တော့နေ့စဉ်ခန်းစိတ်တွေအထူးချမှတ်ဆောင်ကုသဆောင်စိတ်တွေအထွေထွေဆေးရုံစိတ်တွေပါတာပေါ့နော်အဆရာဝင်ပြတာတို့ဆေးရုံမှာတုံးရတဲ့ဆေးဝါးဘိုးတွေအစားပါပါတယ်ရှင့်အဲနောက်တစ်ခုကကြတော့အခန်းကပေါ့နော်အခန်းကကတော့ကျမတို့က ကန့်သက်ထားပါတယ်ပလန်လိုက်တက်ကန့်သက်ထားခြင်းဖြစ်ပါတယ်ပလန်ပေါ်မူတည်ပြီးတော့အခန်းကရလာလေးမျိုးလည်းရှိပါတယ်နောက်ပြီးတော့ရင် pre and post ပေါ့နော်အဆေးရုံတရတဲ့အကြောင်းရင်းဟာဆက်ဆက်မှုရှိတယ်ဆိုရင်ကျွန်တော်တို့ပေးပါတယ်ဆရာဝန်နဲ့ follow up ပြန်အားပြန်ပြရမယ်ကာလရှိခဲ့ရင်လည်းပေးပါတယ်ရှင်မရတဲ့အရာပေါ့နော်ဘလို့မရတဲ့အရာလဲဆိုကျွန်တော်တို့ကအာမခံဝယ်ယူလိုက်တယ်ကျွန်တော်တို့ကလည်းအကောက်ွယ်ပေးမယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာကျမရဲ့အာမခံမှာကျွန်တော်တို့စောင့်ကြည့်ကာလရ90တွေမှာမရတဲ့ယောဂါရှိပါတယ်အလုံးကျိတ်ဒီကင်ဆာတွေအရေးအသေးတာ ာအဖူကြီးအသားလုံးတွေပေါ့နော်ပြီးရင်စီလန်းချောင်းနဲ့တဲကြီးမှာကြောက်တယ်တာတို့နားနှာခေါင်းဥကောင်းကုန်မှာရှိတယ်အစိပ်ပိုင်းတွေလေချောင်းတို့တိုင်းရိုက်ရောကဥကြချင်းလေကောင်းဂင်းချီနာရေမို့ရောကကပတ်တွေးကြောဖောင်းတာမျိုးပွားအင်္ဂါဆိုင်ရာယောဂတွေကြောယိုးနဲ့ကြောယိုးအာယုံကြောဆိုင်ရာယောဂကြောယိုးအယူပြအပါဝင်နဲ့ဥဒူးကောင်းယောဂတွေတွေးတို့ယောဂစီးချိုတွေးတို့ယောဂနဲ့အုံနောက်နဲ့နှလုံးတွေးကြောဆိုင်ရာယောဂဒီယောဂတွေကကြတော့သူကရှီရင်းစဲယောဂဖြစ်တယ်ဆိုရင်ကျမတို့ကဒီအမကန်ဝန်ဆောင်မှု issue ပေးတဲ့ချက်ပေါ့နော် exclusion လို့ခေါ်တာပေါ့အဲ့ဒီမှာကြတော့ကျမတို့ကအ ဒီယောဂါတွေဖြစ်ခဲ့ရင်ကာဘာမပေးပါဘူးဆိုရင်ဒါရှင်းဆွဲယောဂါတွေကျွန်တော်ကြည်ညာပေးတယ်အဲ့လိုမဟုတ်ပဲねကျွန်တော်တို့ရ90ကာလတွေမှာပေါ်လာခဲ့တယ်ဆိုရင်ねကျွန်တော်တို့မပေးပါဘူးရှင်ဘာကြောင့်လဲဆိုဒီယောဂါတွေကနှိရှင်ဖြစ်တဲ့ယောဂါပေါ့เนาะချက်ချင်းဖြစ်တာမဟုတ်ဘူးအဥပမာပေါ့เนาะလေကောင်းတို့ခရင်ဂျီနာလို့ဆိုရင်ချက်ချင်းဖြစ်တာမဟုတ်ဘူးနေလို့ အနည်းဆုံးနောက်3လောက်ဆိုတဲ့တကြောင်ရက်60ပေါ့နော်ဒါမျိုးလေးတွေမှာတချို့ကနေပြီးတော့ခွဲစိတ်မှုရှိတဲ့အချိန်မှာလာဝယ်တာလေးတွေရှိကြတယ်ဒါကြောင့်ကျမတို့မှာရက်60တွေမှာမရတဲ့ယောဂါပေါ့ဟုတ်ကရောင်းချတဲ့အချိန်မှာတစ်ခါတည်းကျမတို့ slide လေးတွေနဲ့ကျမတို့ပေးပါတယ်ရှင့် ဒါမျိုးတွေကြတော့မရပါဘူး။အဲဘလို့ယောဂမျိုးတွေကြတော့ရလဲဆိုရင်ကျမတို့က accident ကြောင့်ဘယ်ချိန်မဲဘာပဲဖြစ်ဖြစ်ကျမတို့အကာအကွယ်ပေးတယ်ဆိုတဲ့နေတွေကအကာအကွယ်ရပါတယ်ရှင့်။နေခွဲစိတ်မှုတွေအတွက်လည်းပေးပါတယ်။နေခွဲစိတ်မှုဆိုတာကတော့ဆရာဝန်ရဲ့နော်ပြီးသွားရင်ကြောက်ကြက်သွားစိတ်မဲတနေကုန်နေစရာမလိုဘူး။အကင်စာဆေးသွားတဲ့တနေကုန်နေစရာမလိုဘူး။ဒီလိုသုံးစိတ်တွေလည်းပေးပါတယ်ရှင့်။အရေးကြီးတာက ကျမရေအာမခံအသက်အာမခံအအထွေထွေအာမခံဘယ်အာမခံပဲဝယ်ဝယ်ကျမတို့တွေကအာမခံဆိုတာရှောက်ရတာပါကျမပေါ်မှာကျမတို့ကအာမခံကာကွယ်ပေးလို့ရရမရက customer ရဲ့မေးခွန်းတွေစီးမတန်းတွေကိုချိန်ပြီးကျမတို့ကပြောရတာဖြစ်တဲ့အတွက်ကျမတို့မျက်စိနဲ့ဆုံးဖြတ်လို့မရပါဘူးအဲ့တော့အာမခံရှောက်ကြည့်ပါရှောက်ကြည့်တဲ့အခါကျရင်တယောက်နဲ့တယောက်မတူဘူးပေါ့နော်အားကြောင့်တယောက်ကအခြေအနေမတူတဲ့အရာတွေရှိပါတယ်ဒါပေမဲ့ရှိရင်းစဲယောဂမျိုးဆိုရင်တော့ကျမရဲ့အာမခံမှာ အကောက်ပဲမပေးဘဲနဲ့ကျန်တဲ့ယောဂါတွေကိုအကောက်ပဲပေးတာမျိုးလည်းဖြစ်ပါတယ်ဒါမှမဟုတ်ရင်လည်းကိုကရှည်ရွေးဆက်ယောဂါရှိရရှည်ရွေးဆက်ယောဂါရှိတယ်ဆိုပြီးတော့စိတ်ညစ်စရာလည်းမလိုပါဘူးကိုကရှောက်ကြည့်ပါရှောက်ကြည့်လို့ဒီအမခင်ရဲ့ underwriting ရဲ့စိုးပြက်ချက်ကလည်းကိုအကောက်ပဲပေးခြင်းနဲ့ပေးမှာပေါ့နော်အဲ့တော့ဘယ်အမခင်ပဲထားတာအဓိကရေးကြည့်တာကလေးရအရေးကြီးပါတယ်အဲ့လိုရိုကြီးတောင်းငံပို့နေရမှာအငင်းပွားမှုမဖြစ်အောင်မိုးရေကင်းမှာအာ customer ဘက်ကလည်းတေချာလေးမေးပါအာယုံကြည်လို့ဝ ဲတာရှိတယ်အားနာလို့ဝဲတာရှိတယ်အတင်းတိုက်တွန်းလို့ဝဲတာလည်းရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာတော့တီးဖို့လိုတာကအမကန်ရောင်းတဲ့လူကလည်းအသေးချာပေါ့နော်မှားရင်းနဲ့ရောင်းချမှုမျိုးဖြစ်အောင်လုပ်ပါအခြေအနေတွေကိုလည်းသေချာပြပြပါဘာတော့ရတယ်ဘာတော့မရဘူးအပြီးတော့ရင်ဟို over promise တွေပေးတာမျိုးလည်းရှောင်ပေါ့နော်အဲ့တော့နှစ်ဦးနှစ်ဖက်ကဘာနဲ့သွားတာလဲဆိုရင်တဦးကငွေပေးတယ်ကုမ္ပဏီကအကောင့်ပဲပေးတယ်အဲ့အတွက်ကျမတို့ကဘာရလဲဆိုစာချုပ်ပဲရပါလေအဲ့တော့ကျမတို့က ကအဲ့ဒီစာချုပ်ကိုအာမခံ policy provision လို့ခေါ်ပါတယ်အဲ့တော့ policy provision ကိုတေချာဖတ်ရှုလေ့လာထားဖို့တော့လိုအပ်ပါတယ်အော်နည်းနည်းတော့စိတ်ရှုပ်စရာကောင်းပြီမဲ့လဲဒါလေးသိထားတဲ့အခါကျရင်အဲ့ကိုယ့်ရဲ့ agent ကလည်း claim တောင်းတဲ့ချိန်မှာလည်းမမှန်ကန်ကန်နဲ့ဆိုရင်မြင်မြန်ဆန်ဆန်ရပါတယ်တကယ်ကိုရနေတဲ့ customer တွေလည်းရှိတယ်အချို့နေရာမှာလည်းမရတာလည်းရှိတယ်ပေါ့နော်နားလဲပါတယ်အဲ့တော့တေချာတာကအာမခံကအလွယ်တကူရောင်းလို့မရဘူးလို့အလွယ်တကူလည်းရှောက်လို့မရဘူးအလွယ်တကူ လည်းဝန်ဆောင်မှုပေးလို့မရဘူး